ခရစ္စတီယာနိုရော်နယ်ဒိုဟာသူမကြခင်အနားယူတော့မယ်လို့ပြောကြလိုက်ပြီးသူ့ရဲ့တောက်ပတဲ့ကစားသမားဘဝကိုအဆုံးသတ်ဖို့ခက်ခဲလိမ့်မယ်လို့ဝန်ခံသွားပါတယ်။ဒါပေမဲ့အသက်40နှစ်အရွယ်ရှိပြီဖြစ်တဲ့ကစားသမားဟာဘောလုံးလောကကနေအနားယူပြီးတဲ့နောက်ပိုင်းဘဝအတွက်ကိုတော့အချိန်တော်ကြာကလေးကစီစဉ်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ အယ်နာဇာတိုက်စစ်မှုဟာကလပ်နဲ့နိုင်ငံအသင်းအတွက်သွင်းကို952ခုနဲ့သမိုင်းတလျှောက်ဂိုးသွင်းအများဆုံးကစားသမားဖြစ်ပြီးအနာမယူခင်မှာဂိုးတထောင်တွင်းဖို့ပြတ်မှတ်ထားနေတယ်လို့ပြီးခဲ့တဲ့လကပြောခဲ့ပါဗျ။ဘယ်ချိန်ကစားသမားဘဝကအနာယူမလဲလို့မြင်မြတ်တဲ့အခါမှာတော့ငါးချိန်ဘလွန်ဒီယောဆူရှင်ကမကြခင်ပါလို့ဖြေခဲ့ပါဗျ။ကျွန်တော်အသင်းဖြစ်မယ်လို့ထင်ပါတယ်။အရန်ကိုပဲခက်ခဲလိမ့်မယ်လို့သူကအင်္ဂါနေ့မှာထုတ်လွှင့်ခဲ့တဲ့ Paris Morgan's Ancestor Interview မှာပြောပါဗျ။ ဒါပေမဲ့ကျွန်တော်ဟာအသက်25 26 28ကတည်းကကျွန်တော်ရဲ့အနာဂတ်အတွက်ပြင်ဆင်ထားခဲ့တယ်။အရေးပီအားတွေကိုကျွန်တော်ထမ်းနိုင်မယ်လို့ထင်ပါတယ်။ဘောလုံးမှကိုးသွင်းလိုက်တဲ့အခါရတဲ့စိတ်လှုပ်ရှားမှုမျိုးနဲ့တော့ဘယ်အရာမှနှိုင်းရှင်လို့ရမှာမဟုတ်ဘူး။ဒါပေမဲ့အရာရာတိုင်းမှာအဆရှိသလိုအဆုံးသက်လည်းရှိပါတယ်။ကိုအတွက်ကျွန်တော်မိသားစုအတွက်ကလေးတွေကိုပြုစုပြောထောင်ဖို့အတွက်ကျွန်တော်အချိန်ပိုရလာမှာပါ ရော်နယ်ဒိုဟာမန်ချက်စတာယူနိုက်တက်မှာမအောင်မြင်ခဲ့တဲ့ဒုတိယအကြိမ်ကာလကို၃နှစ်အကြာကအဆုံးသတ်ခဲ့ရပေမဲ့လည်းအသင်းရလက်တွေကိုတော့ဆက်လက်စောင့်ကြည့်နေဆဲဖြစ်တယ်လို့ဆိုပါရယ်ယူနိုက်တက်ဟာပြီးခဲ့တဲ့ရာသီကအဆင့်၅နဲ့ရပ်တည်ခဲ့ပြီးဒါဟာသူတို့ရဲ့1983 84ရာသီတုန်းကတန်းဆင်းခဲ့ပြီးတဲ့နောက်ပိုင်းအဆိုးဆုံးထိပ်တန်းလိဂ်အဆင့်ဖြစ်ခဲ့ပါရယ်ကျွန်တော်ဝမ်းနဲ့မိတယ်ဘာလို့လဲဆိုတော့အဲ့ဒီကလပ်ဟာကမ္ဘာအကြီးအကျယ်ဆုံးကလပ်တွေထဲကတစ်ခုဖြစ်လို့ပါ ကျွန်တော်နှလုံးသားထဲမှာအခုထိရှိနေတော့မဲဖြစ်တဲ့ကလပ်တစ်ခုလည်းဖြစ်တယ်လို့ Ronaldo ကပြောပါတယ်။သူတို့မှာဖွဲ့စည်းပုံ structure မရှိဘူး။ကလပ်ရဲ့အလားအလာအမခံကောင်းမွန်နေလို့အခုရောအနာဂတ်မှာပါအပြောင်းလဲတွေဖြစ်လာမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။သူတို့ကလမ်းကြောင်းမှန်ပေါ်မှာရှိမနေဘူး။ပြီးတော့ကျွန်တော်အမြင်မှာဒါဟာနီးပြတဲ့ကစားသမားတွေကြောက်တယ်မဟုတ်ဘူး။သူနီးပြရူဘန်အမိုရန်ကတော့အကောင်းဆုံးကိုကြိုးစားနေပါတယ်။ခမည်းဘာလို့နိုင်မှာလဲ။အံပွဲအရာတွေလားလို့သူကမိကွန်းထုတ်ခဲ့ပါတယ်ရှင်။